ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထိုင်းမှာသာစကားကျူဆူပါတယ်ဒီနေ့မှလည်းခါနိုင်လို့ပဲပေါ့နော် ထိုင်းစကားလေးခွန်းကိုကျွန်တော်အကျယ်ချုပ်ကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ်ထိုင်းစကားတစ်ခွန်းစီမှာဘယ်လိုမျိုးတွေခွဲသုံးလို့ရှိရင်ဘယ်လိုမျိုးအတန်ထွက်တွေဘယ်လိုမျိုးအတိတ်ဘယ်တွေနဲ့ရလဲပေါ့နော်ဘယ်လိုမျိုးအတန်ထွက်နဲ့ဘယ်လိုမျိုးအတိတ်ဘယ်တွေရလဲဆိုတော့ကျွန်တော်တစ်ခါတည်းပြောပြသွားမယ်နော် ဥပမာလေးတွေနဲ့ကျွန်တော်တခါတည်းရှင်းပြသွားမှာဖြစ်ပါတယ်လွယ်လွယ်လေးဖြစ်ပါတယ်လွယ်တော့ဥပမာလေးတွေကိုကျွန်တော်တခါတည်းပြောပြပေးမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုနံပါတ်1မှာပေါ့နော်နံပါတ်1မှာကျတော့လူတိုင်းသိမှာပါအမအတန်ထွက်ဆိုပြီးတော့ကျွန်တော်ရေးပေးထားတယ်အတန်ထွက်ဆိုတော့ကျွန်တော်ရေးပေးထားတယ်အဲ့ဒါပါလဲသူရဲ့အတိတ်ဘယ်ကကျတော့ဘယ်သွားမလို့လဲပေါ့နော်အဲ့ဒါကိုပိုင်းနိုင်ပိုင်းနိုင်ဆိုတော့ဘယ်သွားမလို့လဲ ပေါ့နော်။ Okay pie ဆိုတာအရင်ကျွန်တော်အရင်ရှင်းပြမယ်။တလုံးချင်းခွဲပြီးတော့ပေါ့နော်။ pie ဆိုတာတွားတာကိုပြောတာဖြစ်ပါတယ်။ nine ဆိုတာအနောက်က nine ဆိုတာဗမာလဲပေါ့နော်။ဗမာလဲဆိုတဲ့အဓိပ္ပာယ်ရှိပါတယ် nine ဆိုတဲ့အဓိပ္ပာယ် nine ဆိုတဲ့တခွန်းတဲ့အဓိပ္ပာယ်ပေါ့နော်။အရှိက pie ဆိုတဲ့တခွန်းတဲ့အဓိပ္ပာယ်ကြတော့တွားတာဖြစ်ပါတယ်နော်။ အဲ့ဒါနှစ်ခုပေါင်းလိုက်တယ်ကွာပိုင်းနိုင်ဆိုလို့ရှိရင်ဘယ်သွားမလို့လဲဆိုတဲ့အတိပဲဖြစ်သွားတယ်ကွာအာသဘောပေါက်မှထင်ပါတယ်အဲ့ဒီပိုင်းဆိုတာကြီးကိုဖြုတ်ပြီးတော့ u ဆိုတာကြီးကိုထည့်ပြီးတော့တုံးကြည့်မယ်ကွာ u ဆိုတာနေတာကိုပြောတာနော် u ဆိုတဲ့တခွန်းလေးရဲ့အတိပဲကြတော့နေတာကိုပြောတာဖြစ်ပါတယ်အဲ့ဒါကိုနိုင်ဗမာလဲဆိုတာနဲ့တွဲမယ်နော် u နိုင်ဆိုတာ u ဆိုတာနေတာနိုင်ဆိုတာဗမာလဲ you nice ဆိုတော့ဗမာလဲပေါ့နော် ယူနိုင်ဆိုတော့ဘယ်မှာလဲပေါ့နော်အဲဘယ်နေရာမှာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဒါလွယ်လွယ်လေးရင်တော့အဲ့ဒါပိုင်းနိုင်ဆိုတော့ဘယ်သွားမလို့လဲယူနိုင်ဆိုတော့ဘယ်မှာလဲဘယ်နေရာမှာလဲအဲအဲ့လိုမျိုးနော်နောက်တစ်ခုကစာတန်နဲ့တွေ့ကြည့်မယ်နံပါတ်1ကနော်နံပါတ်1ကနိုင်အနောက်ကနိုင်ဆိုတော့ယူအဲစာတော့ကြတော့ကင်းကင်းနိုင်ကင်းနိုင်ဆိုတော့ဘယ်မှာစာမှာလဲဖြစ်သွားမယ်နော် nine ဆိုတော့ဗမာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဗမာလဲပေါ့နော် nine ဆိုတဲ့အဓိပ္ပာယ်ဗမာလဲอืมအဲ့ဒါကို kin ဆိုတာနဲ့တွဲကြည့်မကွာ kin nine ဗမာစာမလဲဥမာအိတ်တာနဲ့တွဲကြည့်မကွာဒီ nine ဆိုတာယောအိတ်တာကိုကြတော့ non non nine ဗမာအိမ်မလဲအဲ့အဲ့လိုဖြစ်သွားမယ်เนาะဒါနံပါတ်1မှာ pain nine ဆိုတာပယ်သွားမလို့လဲပေါ့နော်အဲ့အဲ့လိုမျိုး တလုံးချင်းခွဲမယ်ဆိုအများကြီးပြောလို့ရရနော်အလဲသွားတာကြတော့ထီယုတ်ထီယုတ်ဆိုတာအလဲသွားတာကိုပြောတာနော်ထီယုတ်နိုင်ဆိုလို့ရှိရင်ဘယ်ကိုအလဲသွားမလို့လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်သူကအဲ့လိုမျိုးနော်ဒါတခွန်းချင်းတူတွဲလို့ရှိရင်အဓိပ္ပာယ်လေးတွေအများကြီး꿰သွားမယ်ကွာအဲ့လိုနော်လွယ်လွယ်လေးရကိုကတွဲတက်မှုပဲလို့တယ်သူ့ရဲ့သဘောတရားကြီးကိုသဘောပေါက်မှုပဲလို့တယ် နော် you ဆိုတာနေတာ night ဆိုတော့ဘာမှလဲဘယ်နေရာမှာလဲနှခုတွဲလိုက်လို့ရှိရင် you night ဆိုတာအဲ့လိုပဲနော်စားတာကြတော့ gain night ဆိုဘာမှလဲနှခုတွဲလိုက်မှာကွာ gain night ဘာမှစားမှာလဲ okay နံပါတ်1မှာကြတော့ pie တွားတာ night ဘာမှလဲ pie night ဆိုလို့ရှိရင်ဘယ်သွားမလို့လဲဖြစ်သွားရော အဲအဲ့လိုမျိုးဖြစ်သွားမယ်နော်အမလွယ်လွယ်လေးရဲ့ကိုကတွဲတက်ပြီးတော့ပျော်တက်မှုပဲလို့လဲလို့ပါတယ် okay အဲ့ဒါကျွန်တော်တခုနဲ့ရှင်းပြမယ်ကွာအလလုတောက်ကြတော့ဘယ်လိုပြောလဲထမငန်းထမငန်းဆိုတာအလလုတောက်ကိုပြောတယ်ဟုတ်တယ်မလား okay ထမငန်းဆိုတာအလလုတောက်ကိုပြောတာအဲ့ဒီအနောက်ကနိုင်ဗမာလဲပေါ့နော်အဲ့ဒါနဲ့တွဲကြည့်ထမငန်းနိုင်ဗမာအလလုမလို့လဲဗမာအလလုမှလဲအဲ့လိုဖြစ်သွားမယ် ဘောပေါ့မလို့ထင်ပါရဲ့နော်အဲ့လိုမျိုး तू ကစားရတဲ့အလို့ပဲกินဆိုတာစားတာ night ဆိုတာဘယ်မှာလဲกิน night ဘယ်မှာစားမှာလဲဝယ်တာလဲအလို့ပဲစဝယ်တီ night ဘယ်မှာလဲစ night ဘယ်မှာဝယ်မှာလဲအဲ့လောက်ပဲနော်သူရဲ့သဘောတရားလေးလွယ်လွယ်လေးအဲ့ဒါလေးရဲ့အခြေခံလေးတွေတခုကြီးစင်းနဲ့တွေ့လိုက်ရှိရင်အတိတ်ပဲတူတူရရတယ်ဆိုတာကိုကနားလည်နေမှုပဲလို့ရတယ် သဘောပေါက်ပြီးမှုပဲလို့ရနော်။ဒါပိန်နိုင်ဆိုတော့ရေကျွန်တော်အများကြီးဖြောပြလိုက်တာ။ Okay နောက်တစ်ခုသွားမယ်။နောက်တစ်ခုကကြတော့နံပါတ်1နော်နံပါတ်1နံပါတ်1မှာကြတော့ term ally term ally ဆိုတာ term ဆိုတာလောက်တာ ally ဆိုတာဘာလဲ။နှစ်ခုပေါင်းလိုက်တော့ term ally ဘာလုံးနေလဲဖြစ်သွားတယ်ကွာ။နော်ဘာလုံးနေလဲ။ come ဆိုတာလောက်တော့ပြောတာလေ align ဆိုတာဘာလဲဘာလုံးနေလဲ come align ဆိုလို့ရှိရင်ဘာလုံးနေလဲဖြစ်သွားရောနော်အဲ့ဒါအဲ့ဒါလေးကိုကျွန်တော်တစ်ခါနောက်ထပ်အများကြီးပြောလို့ရတဲ့ပုံစံလေးကိုကျွန်တော်တစ်ခါနဲ့ပြောပြမယ်နော်အများကြီးတော့မပြောဘူးပေါ့နော်နည်းနည်းလေးကြီးပဲပြောပြမှာ okay အဲ့ဒါရှေ့က time ဆိုတာအရေးဖြုတ်ပြီးတော့ကွာဒီပြရအောင်မယ်စားတာနဲ့အရင်သုံးကြည့်မယ်ကွာစားတာကြတော့ gin gin ဆိုတာစားတာ အလိုက်ဘာလဲအဲ့ဒါတခုတွေ့လိုက်กินအလိုက်ဘာစားတာလဲဖြစ်သွားမယ်กินอะไรဆိုတော့ဘာစားတာလဲဖြစ်သွားမယ်အာတကယ်လို့အဲ့ဒီ time ဆိုတဲ့အရာယူဖြုတ်ပြီးတော့ buy ဆိုတာထဲမှာကွာ buy อะไรဘာသွားတာလဲအဲ့လိုဖြစ်သွားမယ်เนาะအာအဲ့ဒီနေရာမှာ where တော့ထိပ်ပြီးတော့သုံးမယ် ်ဒီအခုနံပါတ်1မှာပေါ့နော် time ရှိစုံက time ဆိုရရဖြုတ်ပြီးတော့ဝယ်တာကိုတုံးမယ်ကွာဝယ်တာကြတော့စူးစူးဆိုတော့ဝယ်သည်ဝယ်တော့ဝယ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါကိုစူးအလိုက်ဘာဝယ်တာလဲဖြစ်သွားမယ်စူးဆိုတော့ဝယ်တာအလိုက်ဆိုတော့ပါလဲစူးအလိုက်ဆိုလို့ရှိရင်ပါဝယ်တာလည်းဖြစ်သွားမယ်နံပါတ်1မှာကျွန်တော် time unlike ဆိုပြီးတော့ကျွန်တော်ပြောရေးထားတယ်နော် ထမ်ဆိုတာလောက်တာအလိုက်ဆိုတာပါလေတွေ့လိုက်တော့ထမ်အလိုက်ဆိုလို့ရှိရင်ဘာလို့နေလဲဘာလို့တာလဲအဲ့လိုမျိုးဖြစ်သွားမယ်နော်တခါတည်းအတန်ထွက်လေးရေးပြတာနော်အဲ့ဒီထမ်ကြီးကိုဖြုတ်ပြီးတော့ကျွန်တော်တို့กินစားတာထည့်မယ်ဆိုလို့ရှိရင်กินအလိုက်ဘာစားတာလဲဆိုပြီးတော့ဖြစ်သွားမယ်อืมအဲ့လိုမျိုးဝယ်တာကြတော့လည်းအဲ့လိုပဲဝယ်တာထည့်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်စအလိုက်ဆူဆိုတော့ဝယ်တာအလိုက်ဆိုတော့ပါလေဘာဝယ်တာလဲဖြစ်သွားမယ် နော်အဲအလဲဆိုလဲလိုပဲ TO အလိုက်ဘာလဲတာလဲအဲလိုဖြစ်သွားမယ်ပိုင်အလိုက်ဘာသွားတာလဲအဲအဲလိုမျိုးကြီးဖြစ်သွားမယ်နော်ဒိဗယ်လွယ်လွယ်လေးနော်โอเคနောက်တစ်ခုအောက်အောက်မှာတစ်ခါလေးနံပါတ်3မှာကျွန်တော်ရေးပေးထားတယ်กินအလိုက်ဘာစားတာလဲနော်နံပါတ်3မှာโอเคနံပါတ်4မှာအဲ့ဒီနံပါတ်3မှာလေးကျွန်တော်ပြောမယ်နော်กินအလိုက်ဆိုတော့ဘာစားတာလဲ ပေါ့နော်အဲ့မှာအမျိုးမျိုးပြောလို့ရတယ်ကိုစားတဲ့အရာတွေပေါ့နော်စဲအလိုက်ပါဝဲတာလဲအဲ့လိုမျိုးတွေပေါ့နော်ခုနကကျွန်တော်နံပါတ်2နံပါတ်2ဟာနဲ့ကျွန်တော်တွဲပြွင်ပြွင်ပြွင်နဲ့ပါသွားတာကင်နလိုက်ပါစားရလဲဆိုပြီးတော့ကျွန်တော်မကြည့်မိဘူးနော်တဘောပေါက်မယ်လို့ထင်ပါတယ်ကင်နလိုက်ဆိုတာဘာစားတာလဲဘာစားမလဲပေါ့နော်ကင်နလိုက်ဆိုတာဘာစားမလဲဘာစားတာလဲအဲ့လိုမျိုးလေးရရယ်နော်กินอะไรဆိုတာ ကင်းနလိုက်ဆိုဘာစားတာလဲဘာစားမလဲအဲ့လိုမျိုးဒိဗယ်ဒီပေါ့နော်ဘာစားမှာလဲဘာစားတာလဲအဲ့လိုမျိုးတွေဖြစ်ပါတယ်နော်โอเคအဲနံပါတ်၄မှာကြာတော့ဒွမ်ဒွမ်ဆိုတာတောက်တာကိုပြောတာနော်ကျွန်တော်တို့အယီအယီတွေကိုတောက်တာကိုဒွမ်ဆိုပြီးတော့တုံးနေနော်ဒွမ်အလိုက်ជីဦးကြာတော့กินน้ําဆိုပြီးတော့တုံးနေလीกินဆိုတာစားတာကိုပြောတာနော်กินဆိုတာစားတာကိုပြောတာ น้ำสระยีกินน้ำสระยีซ่าละบ่เนาะเปียวมาซงไอ้หลุเปียวรู้ยาบาเดအဲဒါမဲ့သူကျွန်တော်တို့ဒื่มน้ําဆိုတာပို့ပြီးတော့မှတ်နေဒื่มเบียร์ဘီယာတောက်တယ်ဒื่มเป๊ปซี่เป๊ปซี่တောက်တယ်ဒื่มน้ําปรับปรานยีตาတောက်တယ်အဲ့လိုမျိုးပေါ့เนาะဒื่มဆိုတာတောက်တောင်ကျော်တာဖြစ်ပါရင်เนาะ โอเคမလို့ထင်ပါရင်เนาะဒါလေးတွေအခြေခံလေးတွေเนาะခုနကကျွန်တော်အရှိမှကျွန်တော်တရက်နှစ်မှကျွန်တော်ရှင်းပြပေးတာအများကြီးရှိပါတယ်เนาะအာနားလည်မှုတော့လိုပါတယ်အဲ့ဒါဘယ်လိုပြောရင်ဘယ်လိုဒီရလဲဆိုတာအော်စင်ပြေသေးဘူးဆိုလို့ရှင်တဖန်ပြန်ပြီးတော့နားထောင်ပြီးတော့လေ့လာလို့ရတယ်เนาะစင်ပြေတယ်ဆိုလို့ရှင်ကိုယ့်ရဲ့ social media မှာနည်းနည်း share ပြပါလို့ပြောချင်ပါတယ်အားလုံးကျင်းနေမလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်